အပိုင်းခွင့်ရဲ့အဆောက်မှာတော့တိုက်ပွဲဖြစ်ဖို့တားဆိုနေတဲ့လီယန်းနဲ့ဟူပါရီရဲ့ရှိကိုနီကိုကရောက်ရှိလာပါတယ်။နောက်ပြီးသူကဟူပါရုကိုတိုက်ခိုက်တာကိုအနီးကမြင်မှုကျင်တာကြောင့်ကြံခဲ့တာဖြစ်ကြောင်းရှင်းပြနေတာပါ။နောက်ပြီးခုနကတော့အထာကြကြပြောလိုက်တဲ့ဟူပါရဲ့စကားတွေကိုနောက်တစ်ခေါက်ပြန်ပြောပြဖို့အတွက်တောင်းဆိုနေပါတော့တယ်။ဆွမ်းအားကသာရာရာဖြစ်နေတဲ့ကဘာကြီးကိုပြန်သွားခြင်းငါ့ကိုအနိုင်ယူရမယ်ဆိုတဲ့စကားကိုနီကိုကပြောနေပြီးသူကဟူပါတိုက်မဲ့ဒီဇိုင်းလိုက်ဖန်နေပါတယ်။အဲဒီနောက်ယူပါလေးချက်ချက်နဲ့နီကိုရဲ့ဘောက်ကိုလိန်ဆွဲပြလိုက်ပြီးသူ့ကိုမဆားဖို့အတွက်တတိပေးလိုက်ပါပြီ။ အဲ့ဒီအချိန်ဟာချီမန်ကခုံဝင်လာခဲ့ပြီးသူ့ရဲ့အယောင်မတူကြီးနဲ့သူတို့ကိုဝင်ထူပါရီဒါပေမဲ့ဟာချီမန်ရဲ့ထူးချက်တွေကလွဲချော်သွားခဲ့ပြီးဖြစ်ချင်တော့လီယန်ကယူပါရိုနီယောက်လုံးကိုကယ်ထုတ်သွားခဲ့ပါရီဒါဝိုဒေါ်လာထွက်သွားတဲ့ဟာချီမန်ကသူတို့ကိုစကားများမနေဖို့အတွက်အသိပေးလိုက်ချိန်လီယန်ကခနာဆောင်ပေးဖို့အတွက်လမ်းပြောလိုက်ပါရီနီကိုကဟူပါကိုအာကူရက်မျက်လုံးနဲ့ကြည့်နေတော့ဟူပါကလည်းဒီတိုင်းပဲငြိမ်ငြိမ်နေဖို့နဲ့တိုက်ပွဲတွေဝီမရှုပ်ဖို့အတွက်တတိပေးလိုက်ပါပြီ။နောက်ပြီးတစ်ဖက်ကရန်သူကိုလုံးဝမကြည့်ဖို့အတွက်အမိန်ပေးလိုက်ပါပြီ အဲဒီနောက်မှာတော့ဟူပါကတိုက်ခိုက်ဖို့ပြန်ဝင်လာခဲ့ပြီးလီယန်ကိုနီကိုရဲ့အကြောင်းကိုပြောပြနေပါရီတကယ်လို့နီကိုသာဆက်ယူထားပြီးတခုခုထားလို့ပြစ်လိုက်မယ်ဆိုရင်အကုန်လုံးပေါက်ကွဲထွက်သွားနိုင်ကြောင်းရှင်းပြလိုက်ပါရီဒါကြောင့်လီယန်လည်းသတိဖြစ်သူကိုစိတ်ပူနေတဲ့ဟူပါရဲ့ပုံစံကိုသဘောကျသွားခဲ့တာတစ်ချက်ပြုံးပြလိုက်ပါရီတဖက်မှာလည်းသူ့ကိုဂယုမဆိုင်သလိုပုံစံလုပ်နေတဲ့အတွက်ဟာချီမန်တယောက်ဒေါသတွေထွက်လာခဲ့တာတိုက်ခိုက်ဖို့ပြန်ဝင်လာနေခဲ့ပါပြီအဲဒီနောက်မှာတော့ဟူပါနဲ့ဟာချီမန်တို့နေရောက်တာမျက်နှာချင်းဆိုင်တိုက်ခိုက်လိုက်ကြပြီးလီယန်ကလည်းဒါကိုဝန်ကူညီခဲ့ပါရီ နှစ်ယောက်တယောက်တိုက်ပွဲဖြစ်လာပြီးဖြစ်တဲ့အတွက်ဟာချီမန်ကသူ့ရဲ့ဆွမ်းအားတွေကိုဒိုးမြင့်မှုအတွက်ဆုံးဖြတ်လိုက်ကမျက်ရည်ယူပုံကိုတစ်ဖက်ကိုပြစ်ထည့်လိုက်ပါရီရုတ်တရက်ထွက်ပေါ်လာတဲ့ဒဏ်ငွေတွေကြောင့်ဘူပါရိုးနှစ်ယောက်လုံးနဲ့အသက်ရှူတွေကျက်သွားခဲ့ရပြီးဟာချီမန်ကိုစိုက်ကြည့်နေခဲ့ကြပါရီနောက်ပြီးအခုလိုမျိုးထူးဆန်းတဲ့ပြစ်စီတွေကိုကိုင်းဆောင်ခွင့်ရထားတဲ့အတွက်အံ့ဩနေခဲ့ကြတာပါဟာချီမန်ကတော့သူ့ကိုဒီလိုမျိုးလက်နက်တွေလွယ်လွယ်ကူကူလုပ်ပေးတဲ့သူတယောက်ရှိကြောင်းထားပြောလိုက်ပါရီ။ထောင်တွင်းမှာရှိတဲ့သူတွေထဲမှာအစိအကြောင်းကုန်သီးတဲ့သူတယောက်လို့ဆိုပါရီ။တကယ်တော့အဲ့ဒီလူကဓာတုပေရာပညာရှင်မစ္စတာကီဖြစ်ပြီး မစ္စတာကီကသူပိုင်ဆိုင်သမျှလက်နက်တီတွေကအကောင်းဆုံးဖြစ်တယ်ဆိုပြီးကြွားဝါနေပါတော့တယ်။တရက်ဒါရုပိရာခန်းထဲကိုမစ္စတာကီတယောက်စာအုပ်ဖတ်နေတော့လူတယောက်ကဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဝင်လာတဲ့သူကတကားကိုဖျက်ဆီးပြီးဝင်လာတာကြောင့်မစ္စတာကီကတကားကိုပြန်ပြင်ဖို့အတွက်တတိပေးလိုက်ပါတယ်။အဲ့နောက်မှာတော့မစ္စတာကီတယောက်ဟာချီမန်ရှီယာကိုရှောက်လာခဲ့ပြီးဟာချီမန်ကသူ့ရဲ့လက်အောက်ခံတယောက်ဖြစ်လာဖို့အတွက်ဖိအားပေးပါတော့တယ်။ဒါကြောင့်မလို့မစ္စတာကီလည်းသူမနာခဲ့မှုဆိုရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုမေးလိုက်ပြီးမာဖီးယားလိုလိုဘာလိုလိုကောင်နေနဲ့လှုပ်ပြီးသူ့ကိုမချင်းချောက်ဖို့အတွက်ပြန်ချေပါလိုက်ပါတယ်။ ဒီလိုနဲ့ပဲဟာချီမန်ကဒါဆိုရင်လေသူ့ကိုစေဘဝင်အပိနေနဲ့ကူညီပေးဖို့အတွက်တောင်းဆိုလိုက်ပြီးအဲ့ဒီအရာအတွက်လေမစ္စတာကီတယောက်တင်းနေသမျှအကျွေးတွေကိုဆက်ပေးနိုင်မယ်ဆိုပြီးကမ်းလှမ်းလိုက်ပါတော့တယ်။အားနာချက်တစ်ခုကိုစောက်ကန်ခံလိုက်ရချိန်မှာတော့မစ္စတာကီလည်းဒါကိုလက်ခံလိုက်ရပြီးတရက်မှာတော့သူ့စီကိုလျှံကရောက်ရှိလာပါသည်။တရားမဝင်စီးရီနဲ့ပတ်စံရှာနေတဲ့မစ္စတာကီကိုလျှံကသတိထားဖို့နဲ့သူတို့အတွက်အကျိုးပြုနိုင်မယ့်စီးရီကိုတခါတည်းလုပ်ပေးရင်ကောင်းမယ်ဆိုပြီးဖိအားပေးနေပြန်ပါသည်။အဲဒီနောက်မှာတော့နှစ်ယောက်သားစကားပြန်လည်ပြောနေကြရင်မစ္စတာကီက အိပ်ပျော်စီတဲ့ဈေးကိုလုံနေတာကြားပြီးဖြစ်ကြောင်းထားပြောလိုက်ပါတယ်။တကယ်တော့အဲ့ဒီအိပ်ပျော်စီတဲ့ဈေးကလီယန်အမြဲတမ်းလိုအပ်နေတဲ့အရာဖြစ်ပြီးမစ္စတာကီကတော့ဘာဖြစ်ချင်နေမှမသိတဲ့လီယန်ကိုစိတ်ပြတ်နေပါတယ်။နောက်ပြီးအခုလိုမျိုးရာဇဝတ်သားတွေကြီးပဲရှိတဲ့ထောင်ထဲမှာလူတယောက်ကိုတော့မှမတက်ဖူးတဲ့လီယန်လာရောက်ခြေချနေတဲ့ပုံမှာမိကုန်းနေထုံနေပါတော့တယ်။လီယန်ကအခန်းထဲကပြန်ထွက်သွားချိန်မှာတော့ဟူပါကအနားယူရွာကနေထားထိုင်လာပါတယ်။နောက်ပြီးသူတို့နဲ့လုံးဝမတူညီတဲ့အကြောင်းကိုလှမ်းပြောနေပါတယ်။မစ္စတာကီကဟူပါကိုသူ့အနေနဲ့ ကြည်ကုန်းစွာအကြောင်းကိုတိတ်ပြီးနားမလဲပေမယ့်နောက်တစ်ခါဆိုရင်တော့ခန္ဓာကိုယ်ကိုဖိအားတွေအများကြီးမပေးဖို့အတွက်သတိပေးနေပါလိမ့်။ဒါကိုကြားတော့ဟူပါကလက်မခံခြင်းနဲ့မျက်နှာထားနေသူကမစ္စတာဂျီလိုမျိုးအရေးပါတဲ့ခေါင်းဆောင်မဟုတ်ကြောင်းပြောကပြန်ခြေပါလိုက်ပါလိမ့်။မစ္စတာဂျီကလီယန်ချောင်းအသေးစိတ်ကိုပြန်လဲမိမြလိုက်တော့ဟူပါကမစ္စတာဂျီကိုမင်းရဲ့ရှင်တန်ရင်းစနစ်နဲ့သူ့ရဲ့ရှင်တန်ရင်းစနစ်ကမတူညီဘူးလို့ဆိုလိုက်ပါလိမ့်။ထောင်ကိုလာခုံလို့ရတဲ့အကြောင်းရင်းကလည်းကွဲပြားတဲ့အပြင်လီယန်ဒီထောင်ကိုရောက်နေရတာကတယောက်ကိုအသက်ရှင်စေခြင်းလို့ဖြစ်ကြောင်းရှင်းပြလိုက်ပါလိမ့်။ ။တရားရောက်ဆိုတဲ့ဇာတ်ကိုကြားလိုက်ရတဲ့အချိန်မှာမစ္စတာဂျီလက်အန်ဟောသွားခဲ့ရပြီးလီယန်ကအတိတ်ကအမားတွေကြောင့်အခုလိုမျိုးဘဝကိုရောက်ရှိနေတဲ့လူတစ်ယောက်ဖြစ်တယ်လို့ဆိုပါရီ။တကယ်တော့အတိတ်မှာတော့လီယန်ရဲ့ဆရာကဟာချီမန်ရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတာပါ။ဟာချီမန်ကကိုခန်းပညာဆရာကိုအကူအညီတောင်းခဲ့ပေမဲ့လက်မခံခဲ့တာကြောင့်လူမဆန်စွာပဲအဆုံးသတ်ပေးခဲ့လိုက်တာဖြစ်ပါရီ။တခြားသူတွေကတော့မကာဝေနိုင်တဲ့ကိုခန်းပညာကအတုံးမကြဘူးဆိုပြီးအထင်သေးစွာနဲ့ပဲအလောင်းကိုကြည့်ရင်ပြောဆိုနေပါတော့တယ်။ ဲ့ဒီချိန်တစ်ဖက်မှာလေဒါကိုမြင်လိုက်ရတဲ့လီယန်တယောက်စိတ်တန်ရာရရှိသွားပြီးဆရာဖြစ်သူအနောက်ကိုတိုးလာတော့ဆရာကတိတ်တလားချင်တလားတော့မသိကြတော့ပါဘူးသူဆရာဖြစ်သူကိုနှိပ်စက်နေတဲ့ဟာချီမန်ကိုထွက်သွားဖို့ပြောတော့ဟာချီမန်ကသူနဲ့တူလိုက်ခဲ့ဖို့အတွက်တောင်းဆိုပါရီနောက်ပြီးသူ့ကိုသာဒီကလေးကိုပေးမယ်ဆိုရင်ဆရာဖြစ်သူကိုအသက်ရှင်ခွင့်ပေးမှာဖြစ်ပြီးကလေးကိုလည်းကောင်းကောင်းပြုစုပြောထောင်ပေးမှာဖြစ်ကြောင်းကန်လန့်လိုက်ပါရီလီယန်ကမလိုက်ချင်ပေမဲ့ဆရာဖြစ်သူကသူတို့အသက်ရှင်မယ်ဆိုရင်တပည့်ဖြစ်သူကိုထည့်ပေးလိုက်မယ်လို့ပြောတော့လီယန်လည်းဘာပြောလို့ပြောရမှန်းမသိဖြစ်သွားခဲ့ပါဘီ။ မစ္စတာဂျီကတနားစရာကောင်းတဲ့လီယန်ကအကြောင်းကိုကြားပြီးဒါဆိုရင်ဒီကောင်လေးကဆရာဖြစ်သူငကြောင်းရဲ့ရောင်းစားခြင်းကိုခံလိုက်ရတဲ့သူပဲဆိုပြီးသဘောကျနေပါရီ။ဥပါကတော့သူတို့ရဲ့ဆရာဖြစ်သူဟာချီမန်ကလူတွေပေါ်ကိုဂရိကြကြမတီးနိုင်တာကြောင့်အဲ့ဒီဆရာလေးတိတ်မကြပဲအဆုံးသတ်ခံလိုက်ရတယ်လို့ဆိုပါရီ။ဒီရက်မှာတော့မစ္စတာဂျီနဲ့ဟာချီမန်တို့စကားများနေကြပြီးမစ္စတာဂျီကစိတ်တစ်ခုကိုမပြုတ်လို့နိုင်ကြောင်းညင်းဆန်နေပါရီ။ဒါကြောင့်ဟာချီမန်ကသူ့အင်ကြီးကိုဆွဲပြီးမျက်ခွက်ကိုတီးပေးလိုက်ပါရီ။ တကယ်တော့ဟာချီမန်ကမစ္စတာဂျီတီထွင်ထားတဲ့ဆေးတွေကိုသူ့သဘောနဲ့သူအစိတ်တွေရောပြီးအသုံးပြုတော့မှကြောင်းပောက်ခွဲနေတာပါ။အဲဒီနောက်မှာတော့အစိုးပြတက်နေတဲ့ခန္ဓာကိုယ်နဲ့ဒဏ်ရာရရှိနေတဲ့လေယံကိုတွေ့ရှိလိုက်ရပြီးဗစက်အဟောင်းသားဖြစ်သွားပါရည်။လက်ရှိချိန်မှာတော့ဟာချီမန်ကသူ့ကိုပုံကန်နေတဲ့တပည့်နေရာဖြစ်တဲ့ဟူပါနဲ့လေယံကိုတူနဲ့ထူချပစ်လိုက်ပါရည်။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲတိုက်ပွဲတွေကိုနီကိုကရောက်လာခဲ့ပြီးသူ့ကိုလက်နဲ့တားလိုက်ပါရည်။နောက်ပြီးသူဒီမာနေခဲ့တဲ့အကြောင်းပြချက်တစ်ခုရှိသေးကြောင်းကိုလည်းဟူပါကိုလန်ဒရီပေးလိုက်ပါတော့တယ်။ အဲ့နောက်မှာတော့နီကိုကနာကျင်နေတဲ့သူ့ရဲ့ယင်ဘက်ကိုဖိထားရင်ဟာချီမန်ရဲ့တူကိုအဝေးကိုတွန်းပို့လိုက်ပါရီဒီလိုနဲ့နီကိုကဟူပါလက်မီစကားပြောနေချိန်လက်နက်တီနဲ့အတူတူအတိုက်ခိုက်ခံလိုက်ရပါရီတိုက်ခိုက်လိုက်သူကတော့ဟာချီမန်ဖြစ်ပြီးလက်နက်တီထဲမှာလည်းအစိတ်တွေအများကြီးထည့်သွင်းထားတာပါဒါပေမဲ့အရာအလုံးကသူထင်ထားသလိုမဟုတ်ပဲနီကိုကအစိတ်ပြီးနေတဲ့အပြင်ဟာချီမန်ကိုနိုင်ယူမယ်ဆိုကဂျိန်းဝါနေပါတော့တယ်အဲ့အချိန်တစ်ဖက်မှာလည်းယူနိုကသူတို့မသိအောင်နေခဲ့တဲ့နီကိုကိုစိတ်ပူနေပါရီဒါအပြင်စေးအိတ်ကလည်းပျောက်ဆုံးသွားပြီဖြစ်တာကြောင့်မကောင်းဆိုးဝါးတစ်ကောင်ထွက်ပေါ်လာတော့မယ်ဆိုပြီးသွေးပြက်နေတာပါ တဖက်မှာလည်းနီကိုကဟာချီမန်နဲ့ဘားရပြန်ကြားရပြန်နေထိုးနှက်နေကြပြီးတချက်မှာတော့နီကိုတယောက်ကင်ပေါက်ခံရရပါတယ်။ဒါကြောင့်ဥပါလည်းနီကိုကိုအနားယူဖို့အတွက်ပြောနေပြီးသူလဲဒံရီကိုပြန်လဲကုသပြီးသွားပြီဖြစ်ကြောင်းအသိပေးလာပါတယ်။ဟာချီမန်စီပြေးဝင်သွားတဲ့နီကိုကိုလီယန်ကဖမ်းဆွဲထားလိုက်ပြီးအနားမကပ်ဖို့အဝေးကိုခေါ်ထုတ်သွားပါတယ်။နောက်ပြီးအဲ့ဒီတူနဲ့သာထူးခံလိုက်ရမယ်ဆိုရင်ပေါက်ကွဲထွက်သွားနိုင်ကြောင်းရှင်းပြပါတယ်။ပေါက်ကွဲစီတဲ့ယာမန်တိလိုက်ရချိန်မှာနီကိုလဲအံ့ဩသွားခဲ့ရချိန်လီယန်တယောက်ရိုဂူရီကီရဲ့ ជីကုံးနဲ့ပြစ်ခတ်ခြင်းကိုခံလိုက်ရပါတယ်။တကယ်တော့အဆောင်တွေကတာမန်လူတယောက်ကိုတော့မှជីကုံးအစွမ်းကိုအသုံးပြုနိုင်တဲ့အထိအစွမ်းထက်လို့နေခဲ့တာပါ။ဒါကြောင့်အားလုံးလည်းတော်လီကိုတုံ့လှုပ်သွားခဲ့ရပြီးဟာချီမန်ကတော့ဒါကိုသဘောကျနေပါတယ်။ပောက်ကွဲထွက်လာနေတဲ့ជីကုံးစွမ်းအားတွေကိုရှောင်ရင်တည်းရင်ဥပါတယောက်ဟာချီမန်ရဲ့ထိုးနှက်ခြင်းကိုခံလိုက်ရပါတယ်။ပြင်းထန်လို့နဲ့ထိုးနှက်ချက်ဖြစ်တဲ့အတွက်ဥပါလေးပါဇက်ထဲကနေသွေးတွေပြန်အထွက်လာပါတယ်။အဲဒီနောက်မှာတော့ဥပါတယောက်တစ်ချက်ပြီးတစ်ချက်ဆက်တိုက်ထိုးခံလိုက်ရပြီးမထနိုင်လောက်အထိဖြစ်သွားခဲ့ရပါပြီ။ ဟာဂျီမန်ကသူ့စီကိုပြေးဝင်လာနေတဲ့နီကိုရဲ့လေဗင်ကိုစုပ်ကင်ထားလိုက်ပြီးစေအချောင်းကိုမေးမြန်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာလေဗင်ညစ်ခံထားရတဲ့နီကိုကကြောင်ကရန်နဲ့တငယ်ချင်းတွေဖြစ်သူရဲ့မျက်နှာကိုမြင်အောင်ကအော်ခေါ်နေပါတယ်။စေတက်ကလေဗင်တဖြည်းဖြည်းချိုးတက်လာပြီးဖြစ်တာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးကနှလုံးခုန်နေလဲမြန်လာခဲ့တယ်လို့တစက်ထဲမှာပဲမျက်လုံးကြီးပြူးပြီးငြိမ်ကြသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဒါကိုမြင်လိုက်ရတဲ့ဟူပါရိုကနီကိုတယောက်အသက်ဆုံးရှုံးသွားပြီးဖြစ်တာကြောင့်ပါဇက်အဟောင်းသားဖြစ်နေတာပါ။ဒီလိုနဲ့အရာအလုံးအဆုံးသက်သွားပြီလို့ထင်ရချိန်ပါပဲ။ နီကိုရီးယားဥကောင်းပြန်မောလာခဲ့ကမိစ္ဆာအတွင်ကိုပြောင်းလဲသွားရင်ဇက်လန်လီကလည်းတခန်းရက်လို့သွားခဲ့ပြန်မာရီ။